အင်ဇမ်5ကြည့်မယ်အင်ဇမ်5က A B C D အမှတ်၄မှတ်မှာ A ရယ် B ရယ် D ရယ်ပြီးတာပြီးတော့ကြံတဲ့ C ဆိုတဲ့ကိုယ်စနစ်ကိုရှာခိုင်းတယ်နော်အဲ့တော့လိုချင်တဲ့အမှတ်ကမတိတော့ဘာလို့တီလိုက်လဲအဲ A1 ဇာလို့တီလိုက်တယ် ရှားတိရမှာအနေပြန်စုကံလို့ပြောရင်အမြင့်ရစာအနာဘယ်နှဆုံးပြိုင်နှဆုံးပြိုင်တယ်နော်ဒီမှာတော့ဆောက်ကြိုက်တဲ့သစ္စုံယူလာပါတော့အဲ့ဒါ AB နဲ့ CD နဲ့ပြိုင်လဲပြိုင်တယ်ဘယ်လိုမရေးချင်လဲရတယ်ဘာဖြစ်လဲအေးညီလဲညီတယ်အနေပြန်စုကောက်ဆိုတော့မြင့်တဲ့စာအနာကပြန်လဲပြိုင်တယ်ညီလဲညီတယ်ရှားတိရမှာအနာနှစ်ခုကပြိုင်လဲပြိုင်တယ်တရားကြည့်မယ်နော်ပြိုင်လဲပြိုင်တယ်ညီလဲညီတယ်ဆိုအဲ့ဒီဘာသာနှစ်ခုဘာဖြစ်တယ်လို့ပြောလို့ရတယ် equal vector လို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်ဘယ်နည်းဘယ်နည်းညီလဲ dc vector နဲ့အဲ့တော့ဘာဖြစ်လို့ပြန်လဲပြန်တယ်ညီလဲညီလို့နော်ပြန်လဲပြန်တယ်ညီလဲညီရင်အဲ့ဒီ vector တစ်ခုဘာဖြစ်လဲညီတယ်အပြန်လဲပြောရ vector တစ်ခုညီရင်အဲ့ဒီတန်ဖိုးတစ်ခုကပြန်လဲပြန်တယ်ညီလဲညီတယ်ဒါ position ကပြန်ခွဲရင် dc vector ဆိုတာဘာလဲဘာနှုတ်ညီတယ်အေးနောက်လည်းရှင်းနှုတ် OC vector minus OD vector AB vector ကကြတော့ โอบีบัตตะไมนะโอเอบัตตะเนาะအဲ့ဒီမှာဆရာတံမိုးတွေစာတွင်โอซีบัตตะဘဒာဒီတံမိုးက point ကိုဆရာတော့ column ဘဒာနဲ့ပြောင်းလို့ရတယ်လीစီကား ay ဇက်ဆိုရင်စီက point အနေနဲ့ a, y ကိုမဇက်လို့ပြီးတိုင်းဘယ်လိုရမလဲ ay ဇက် od ဘဒာကဒီမှာဆရာတော့ပါပေးတာလေ3,1,4ဆိုရင်314အစရှိတဲ့ပြည့် ob ဆိုရင်20 2 oe ဆိုရင် -111 အဲ့ဒါဆရာဆက်ရှင်ပေါ့ ಲೋ ಲೈ ನೋ ದಿ ಬಾರ ವಲೆ ಎಜಿನ್ ನೋ ವಯಿನ್ ನೋ ಝೆಟ್ಜಿನ್ ನೋ ದಿ ಮ इक्वेशन ಬನ್ನ ಜಾ ಯ ಬಿ ಎ - 3 ಬಾನೆ ಬಿನಿ ಎ = 2 ಬಲಾಯಮ್ಮ - 3 ಬದ ಸಾರ ತಿ ಯ - ಯ =- 1 ಸೋರ - 3 ಬದ ಆಯ್ ಪ್ಲಸ್ 1 ಬಿರೋ ದ - 4 =- 3 ಸೋರ - 4 ಬದ ಪ್ಲಸ್ 4 = 1ပေါ့နော်အဲ့ဒီကရှင်းလာသူလိုချင်တဲ့ a1z မရဘူးလားအဲ့ဒီ a1z ဆရာလိုချင်တဲ့ t ဆိုတဲ့ coordinate တံမိုးပဲရမနော်အဲ့တော့ဒါအမှားလို့မြအရေးကြီးတယ်နော်မဆရာပုံချမ်းဆွဲလို့ရှိရင်ထားပါတော့ ab td လို့ဆွဲထားရဆိုရင်ဆရာတော်အခုဘလို့ခေါ်ရလဲ ab ဘတာကို dc ဘတာလို့ပဲပြင်ကြီးလို့ရမယ်နော်အဲ့တော့ဆရာ cd ဆိုပြီးသိကြီးလို့ရလား မရအောင်တော့အဲ့ဒါဆိုဆရာတော့ညီခွင့်မရှိဘူးဘာဖြစ်လဲ तू ကတရရှင်လဲ तू ရမယ်မဂနီကျူလဲ तू ရမှာလीအကဲကွာဒလုံမေခွန်းနဲ့မတွက်ချင်ဘူးဘလို့ပြောင်းတွက်လို့ရလားဒီဘက်ချာရောတွက်လို့မရလား AD ဗဒါနဲ့ BC ဗဒါညီတယ်ဆိုပြီးတော့တွက်လို့မရဘူးလားဖြည့်တူတူပဲထွက်မှာနော်ဆိုလိုချင်တာ AD ဗဒါဆိုရင်ဟော OD- OD ဗဒါ- BC ဗဒါဆိုရင် အဲအဲ့ဒီဟာရှာရင်လည်းရတယ်ဖြည့်တူတူပဲကြားသလိုတော်ခင်းရှိတယ်နော်ဖြည့်တူတူပဲထွက်လိုက်ဒါပေမဲ့ဟို DC ဘက်သားကို CD ဘက်သားဆိုပြီးတော့မှားမရင်ပြီးစီနေအဲ့ကြောင့်မို့ဆရာပြောချင်တာကဟိုဒီလိုလေးညီးတယ်ဆိုရေးဖို့ဆိုပုံချမ်းလေးဆွဲလိုက်ပုံမြင်တယ်ပုံချမ်းဆွဲလိုက်မမားတော့လေကျတော့ AB လို့ယူလိုက်ရင် तू ကလည်းဘာဖြစ်ရမလဲ DC ပဲဖြစ်ရမှာအဲ့တော့ CD လို့မှားပြီးမရင်မိတော့အဲ့အဲ့ဒါလေးကပုံချမ်းလေးဆွဲလိုက်ပုံမြင်ပါတယ်ဟောတက်ကြည့်ပါဒါလေး မနစ်တော့တွက်ခဲ့ပါပြီဒီလိုပုံစံမနစ်တော့ဆရာဘလို့တွက်ခဲ့လဲ great than chapter 1မှာစတွက်ခဲ့ရအော် sorry great than နေရမနစ်မဟုတ်မနစ်ရမနစ်ရပါ chapter 1မှာဆရာတွက်ခဲ့ဘာ formula သုံးပြီးတွက်ခဲ့ရမဟုတ် mid by formula သုံးပြီးတွက်ခဲ့ရဘလို့တွက်လိုက်လဲဆိုတော့ तू ကဇာသားမှန်သူကဆွဲလိုက်တယ်ဒါမှမဟုတ် sorry အနိုင်ပြန်စုကဆွဲလိုက်ရင်ဒါပြမြင်နေတာတခုတခုပါဖြစ်လဲ ထပ်ဝက်ပိုင်းတယ်ဒါကြောင့်မို့သူ့ရဲ့ mid point ကဒီမှာ a b c d ပေးထားလို့ရှိရင်ဘာရဲ့ mid point a c ရဲ့ mid point က b d ရဲ့ mid point နဲ့တူတယ်ဆိုတော့အချိန်နေချာယူပြီးတော့ဒါခရိတန်တော့တွက်ခဲ့တာနော်ဟိုကြားသလိုတွက်လို့ရတာပြောတာဒါပေမဲ့မရှင်းတော့ဘူးเนาะဒီမှာ vector ပုံစံနဲ့ပဲပြောလို့ vector နဲ့ပဲတွက်လိုက်ပါအဲနံပါတ်1အင်စာဘာလို့ तू ကဘာမခတ်ဘူးလေဒီမှာ A3A ဆိုရင်ဒါ နမိတ်ဆို3 8ပတ်သားဆိုတော့3နဲ့ပတ်ကများလိုက်အဲ3ကများလာပါနမိတ်ပြီးဆို4ပြီးပတ်သားဆိုရင်4နဲ့3ကများလာနော် a မိုင်းနဲ့3ကပဲလေဒီပတ်သားရှိတာ3ခုပဲရှိတာလေအဲ a ပတ်သားမိုင်းနဲ့ b ပတ်သားဆိုဘာချင်းတော့ a ချင်းတော့ y ချင်းတော့ z ချင်းတော့အဲအဲ့လိုပေါ့နှုတ်လိုက်ပေါ့နော်ဒီပတ်သား plus c ပတ်သားဆိုဘာလို့မလဲ b ပတ်သားနဲ့ c ပတ်သားမရှိရဲ a ချင်းပေါ့ y ချင်းပေါ့ z ချင်းပေါ့နော်အဲ့လိုလေလုပ်ပြီးအောင်ပဲဟာလား ဟောဓမ္မသင်သုံးခုဆိုလည်းအိတ်တာမယ်လေအေဘတာဗလာပြိပတာမိုင်းနဲ့သူစီပတာဆိုမေခွန်အရင်ပြန်ကူးဟာသူစုရင်သူဘဏကာမြောက်သုံးကမြောက်ဒီမှာသူပြေဒီနှခုအရင်ပေါလိုက်ပေါလင်းရပြည့်နေတာနဲ့ပါလို့လိုက်စက်ပေါလိုက်ဟောနှုတ်လည်းရတယ်အနှုတ်လို့ပဲရေးလည်းရတယ်အနှုတ်လို့ရေးရင်တော့ဒီကောင်ကအာ0ရဲ့အာ minus မပါတော့ဘောနော်14ရဲ့အတူအာ minus 2ရဲ့ဘောနော်အခုကြိုက်တယ်လို့ရေးခွင့်ရှိတယ်နော်ဒါကတော့အပေါင်းခံပြီးရေးခြင်းလည်းရတယ်အနှုတ်ခံပြီးရေးခြင်းလည်းရတယ် အိမ်သာနော်တပ်ဖြောင်တမနော်အဲ့လေတိုင်းပဲပေါင်းတော့လောက်တာပဲနံပါတ်2နံပါတ်2ကယဉ်ကြည့်လိုက်ပါသူကဗတာ3ခုပေးထားတယ် A ဗတာ B ဗတာ C ဗတာပေးထားတယ်ဘာစာခိုင်းလဲပီနဲ့ကျူတံမိုးစာခိုင်းတယ် given ကဒီမှာစက်သက်ဆိုတာ given တန်းနဲ့တူတူပဲတိဗတာက A ဗတာနဲ့ဘာဖြစ်တယ်လို့ပေးထားတယ် ပြန်ရင်ဘာစားနေသူလဲကေစာကိန်းသေးစားနေသူလဲအဲ့ဒီအရောင်တီးပြီးတွက်ပြအောင်လို့အဲ့တော့မေကွန်ကူးတယ်နံပါတ်8ပြိုင်တယ်လို့ပြတိုင်းကေစာနေသူလဲဒီမှာဘာသာကြံခဲ့ရနော်အစားသွင်းတယ်စီဘာသာနေရာမှာစီဘာသာတန်ဖိုးတဲ့အေဘာသာနေရာမှာတန်ဖိုးတဲ့ကေနဲ့ပနခါမြောက်3ကမြောက် K2 K7 K အဲ့တော့နှစ်ခုဘာသာနှစ်ခုညီရောအိတ်ချင်းကြီးဝိုင်းချင်းကြီးဇက်ချင်းကြီးတယ်အဲ့ဒီကနေအရှိကအပေါ်ကနေ K တန်ဖိုးမိုင်းနေသူမရအောင်လား ဒါဒီဘက်မှာတင်ပီတာမူဘလာရကင်ညာမိုင်းနဲ့တူတင်တော့မိုင်းနဲ့4ကင်ညာမိုင်းနဲ့တူတင်တော့မိုင်းနဲ့14ဆိုပြီးတော့ပီနဲ့ဂျူနဲ့ရဒါနံပါတ် A နံပါတ် B ကလည်းအဲ့ဒီတိုင်းပဲဗတာနှစ်ခုဘာဖြစ်တယ်ပဲပြတာကလည်း parallel ပြိုင်တယ်လို့ပြတာအဲ့ဒီကနေဒီကကင်ညာမိုးချောင်းအဲ့တော့ဒီမှာကဘယ်လိုလေးရှာတော့ရေးလိုက်မယ်ဗတာနှစ်ခုပြရင်ဒီ A ဗတာ +KB ဗတာနဲ့ ဒီဗတာနဲ့ပြန်တယ်ပြောရပြီးသားလေးဗတာတစ်ခုပြရင်ဘာအစားနဲ့ပြီးညားမယ်ကိန်းနေစားတစ်ခုဒီမှာ K တော့မယူနေတော့ဘာဖြစ်လို့လဲဒီရှိမှ K ရှိနေတယ်လားတခြားကိန်းနေယူမှရတော့ဘာယူလိုက်လဲတီလို့ယူလိုက်ရနော်အဲ့တော့အရင်အတိုင်းပဲ A ဗတာ B ဗတာနေရာမှာခဏတံမိုးလေးစားသွင်းတီနဲ့ပဏ္ဍကာမြောက်3ကမြောက်ဒီမှာလဲ K နဲ့ပဏ္ဍကာမြောက်သုံးကမြောက်ပြီဒီရှိရ127နဲ့ပါလောက်လိုက်ပေါင်းလိုက်ပေါင်းလိုက်တော့1မိုင်းနဲ့ 3k 2+ 4k 7+ 2k အဲ့ equation ပြန်ကြားရမယ်1 3k 0 k ကိုသူလာအောင်မယ်1 3ပေါ့အတိအရနေနော်ကြာမရှင်းသားသေးဘူးကေတံမို့ဒီမှာလေ1ဟောတာ -1 minus 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 ကြီးကေတံ1 3မရဘူးလားအဲ့ဒီ1 3ဒီမှာအစားသွင်း equation 2မှာအစားသွင်းပါရမယ်တိရကြားရစီမှာတွင်နော်ပြငါ့ပြောပြချအကြည့်ပဲချခိုင်းရင်ဒါပဲရပြီပေါ့ရလိုက်တော့ပေါ့ အကီတံဝိစာပြင်ပြီးရမနော်အဲဒီနံပါတ်နဲ့တော့တွက်လိုက်ပါခါးလေးတွက်လိုက်ပါ Univada ဟာလား Univada ဆိုတာကပမာဏဘယ်လောက်ရှိတာလဲသူရဲ့မဂနီကျူပမာဏ1နဲ့ပဲရှိတဲ့ဗတာကိုအဲ့ဒါဘာဗတာလို့ခေါ်လဲ Univada လို့ခေါ်တာနော်သူရဲ့အလျားသူပြောလို့ရှိရင်ဗတာဆိုတာမြားနဲ့ဆွဲရတာလေအဲ့ဒီညာရဲ့ပမာဏမဂနီကျူ1 unit ပဲရှိရင်အဲ့ဒါကို univada လို့ခေါ်တယ် ် universe တီးလို့ရှိရင်ဒီပုံစံนี้အရေးကြီးတယ်ဒါတွေကရှာတွက်ဆောက်သွားတဲ့အခါမှာလဲဟိုတောင်းရမယ့်ပုံစံนี้တွေပေါ့နော်ဒီမှာရှာတော့ vector တခုပြီးတာတယ်နော် a vector ဘာ vector လို့ပြီးတာလဲ non zero vector တုံညာမဖြစ်ရမယ့် vector တခုဖြစ်ပါစေပေါ့နော်ကြရရှာမှာဘာလို့ဆိုအဲ့ဒီ a ဗတာနဲ့ဘာဖြစ်တာလဲစိန်တရရှင်ဘာဖြစ်မလဲတရရှင်2မယ်နော် ေဘဒာနဲ့စိန်တရရှင်တရရှင်သူလေးစီမှာရှိမဲ့ယူနိဗတာကိုလိုချင်ရင်တဲ့သူ့ရှားတင်ရတာဗာနဲ့ရေးလဲဧကတ်လို့ရေးရဲ့နော်ပြန်ပြောမယ်ဧကတ်ဆိုတာဘာဖြစ်လဲယူနိဗတာဘသူနဲ့တူတဲ့ဘသူနဲ့ဥတုဘက်တူတဲ့ယူနိဗတာဧဘဒာနဲ့တရရှင်တူတဲ့ယူနိဗတာလို့သိရဧကတ်ဆိုရင်ဧဘဒာနဲ့တရရှင်တူတဲ့ယူနိဗတာနော်သူ့လိုချင်ဘယ်လိုလုပ်မလဲဒီဧကတ်ဆိုတဲ့ဒီ ေဝဒာနဲ့တရရှင်သူရဲ့ယူနိဝဒာလို့ရင်ဘယ်လိုရှာမလဲတရရှင်သူရဲ့ဒီအေဝဒာကိုအပေါ်ရထားမယ်ပြီးရင်ဘာနဲ့ပြန်စားပြရမလဲဒီသူရဲ့မဂနီကျူပေါ့နော်တနည်းပြော absolute value ဒါမှမဟုတ်ဘာလို့ခေါ်မဂနီကျူနဲ့ပြန်ရင်ဘာလို့ပြရမလဲစားပြရမယ်ဥပမာပုံချမ်းပြောလို့ရှိရင်ဆရာတော်ကဘာသာတကုဆရာတော်ဆွဲလိုက်နော်ဒါအေဝဒာဆိုပါဆိုနော်အတူနဲ့ဆရာတော်ဘာဖြစ်လဲစိမ့်တရရှင်တရရှင်သူရဲ့ one universe ရှိတဲ့နော် ပမာဏဝိုင်းနေပဲရှိတဲ့ဗတာကိုရှားသင်္ကေတဘာလို့သတ်မှတ်လဲဧကလို့သတ်မှတ်အဲအဲ့ဒီဧကကိုလိုချင်ရှားဘလို့ရှားမယ်သူနဲ့တရရှင်သူရဲ့ဗတာအပေါ်ရထားမယ်ပြီးရင်ဘာနဲ့ပြန်စားပေးမယ်သူရဲ့မဂနီချူနဲ့ပြန်စားပေးရမယ်နော်ဒါအလွယ်ပြောရင်မဂနီချူလို့ခေါ်တာလေဘလို့ဗတာတခုကိုဒီတော့ကြောင့်အလွယ်ပြောရင်တော့ကြောင့်ကြောင့်ထဲလိုက်အဲ့ဒါသူရဲ့ဘာကိုရှားရလဲမဂနီချူရှားတယ်လို့ရှားပြရဥပမာဆိုပါဆို ကျောက်ဆွဲလိုက်တယ်ဒါကပြိပဒါဆိုပါဆိုနော်ဒါဆိုပြိပဒါနဲ့တရရှင်တူတဲ့ဝိုင်းနေရှိတဲ့ဗဒါဆိုရှားသင်္ကေတဘာလို့သတ်မှတ်မလဲ B ကတ်လို့သတ်မှတ်ပြိပဒါနဲ့တရရှင်တူတဲ့ဝိုင်းနေရှိတဲ့ဗဒါဆိုဘာလို့သတ်မှတ်လဲ B ကတ် B ကတ်လို့ရှင်ဘလို့ရှားမလဲပြိပဒါကိုဘာလို့မလဲအပေါ်ကထားပြင်သူရဲ့ဘာနဲ့ပြန်စားမဂနီကျူးနဲ့ပြန်ပြီးစားပဲအဲ့ဒါဆိုလို့ရှင်ね B ကတ်ကိုရအောင်ဟုတ်မနော်အဲ့တော့ ရောက်တရမှာ universal နဲ့ပတ်သက်ပြီးတော့ဒီပုံသဏ္ဍာန်လေးအရေးကြီးပါတယ်ဒါအခုစိန်သက်ရရှင်အနေနဲ့ပြောတာအကယ် opposite ဆိုရင်မရဘူးလားဆိုရင် opposite ဆိုဘယ်လိုဖြစ်အောင်သိ A ဘတာနဲ့ opposite direction ဆက်ညီပါဖြစ်တဲ့ universal ဆိုပါဆိုနော်ဒါဆို A ဘတာနဲ့ direction ဆက်ညီပါဖြစ်တဲ့ universal ကိုဆရာတို့ရှာမယ်ဆိုပါဆိုနော်ဒါ A ဘတာဆိုပါဆိုနော်ဒါကတော့ ူနဲ့တရရှင်သူတဲ့ universe ဒါအဲ့ဒါဆိုဘာလို့ပေးမလဲအဲအကလို့ဆရာတော့ပေးမှာပါနော်အကယ်အဲ့လိုမဟုတ်သူနဲ့ဘာဖြစ်လဲ opposite တရရှင်ဖြစ်တဲ့ universe ဆိုပါဆိုဒါဆိုဒီလိုသွားမယ်သူကနော်ဒီဘက်သွားတာပါမြားအဲဒါဆိုဘာကိုရှားမလဲသူကြတော့เอกောက်ရှားလို့ရသေးလားเอกကကြတော့ဘာဖြစ်လဲဒီ a ဘာသာနဲ့သင်းတရရှင်တူတဲ့တံပိုးအကယ်ဆရာတော့အခုရှားမှာပါဖြစ်လဲဒီ a ဘာသာနဲ့ တရရှင်ဘာဖြစ်နေလဲ opposite ဖြစ်နေတယ်ပြီးရင်သူ့ရဲ့တံမိုးက y universe ရှိရင်သူ့ဘလို့ရှာရမယ် a ကတ်လို့တော့ရေးလို့မရအောင်ရှင်းရရင်ဘာထည့်ပြရအောင် opposite ဖြစ်လို့ဆိုကြောင်း minus ထည့်ပြရအောင်နော်အဲအဲ့ဒါကိုဆရာတို့သိရအောင်ပြောချင်တာကဆရာတို့ရှာမယ် unit vector တခုကဒီရှာခြင်းနဲ့ vector နဲ့စိမ့်တရရှင်လား opposite တရရှင်လားကြည့်နော်စိမ့်တရရှင်ဆိုတော့ဒါအပေါင်းနဲ့ပဲဆရာတို့ထပ်မယ်အကယ် opposite ဆိုအရှိရရင်ဘာတက်ပြရမယ်အနောက်တက်ပြရအောင်ဒါကိုဆရာတို့သိရအောင်အပြင်ပြောမယ်နော် ဘာသာတစ်ခုနဲ့တရရှင်တူသောဒါမွေတရရှင်စန့်ကျင်မဲ့ဖြစ်သော universal လို့ချင်းရှားတင်ကြီးသားပါလို့တတ်မှတ်မယ်။သူ့ရဲ့ပုံမှာဘာပြောင်းပြီးတက်လိုက်မလဲ။ဘာတန်နေရာမှာဘာပြောင်းလိုက်မလဲ။ကတ်လီပြောင်းလိုက်မလဲ။ဆိုလိုချင်တာကဘာဖြစ်လဲ။အကူကေဘာသာမလို့ဘာလို့ယူတာလဲ။အေကတ်လို့ယူတာ။အကေဘီဘာသာနဲ့တရရှင်တူတဲ့ universal ဆိုရင်ဘီကတ်ယူမှာပေါ့နော်။စီဘာသာဆိုရင်စီကတ်ပေါ့အစားရှိတယ်ပြ။ပြန်သူရတဲ့မို့ဘလို့ရှာမယ်အဲအဲ့ဒီတရရှင်သူရဲ့ဒီမူလဘတ်တာအပေါ်ထားမယ်ပြီးရင်သူရဲ့ဘာနဲ့စာမယ် မဂနီကျူးနဲ့ပြန်စားပြီးတော့ဒါမဂနီကျူးလို့ခေါ်ရလေမော်ဂျီလက်လက်ထည့်ပြီးစားတာမဂနီကျူးလို့ခေါ်တယ်အဲ့ဒါဟုတ်ပြီဒါဆိုသူနဲ့ပတ်သက်တဲ့ဥပမာလေးတစ်ပုဒ်ရှာအောင်ကြည့်ကြည့်မယ်ဒီမှာရှာတော့ဘာကိုရှာခိုင်းမလဲယူနီဗာတာကိုရှာခိုင်းပြီဘယ်သူနဲ့တရရှင်သူလဲအေဗာတာနဲ့တရရှင်သူတဲ့ယူနီဗာတာကိုရှာပေးပါဆိုတာဘာကိုရှာမှာเอกကိုရှာရမယ်เอกလည်းညင်ဘယ်လိုရှာရမလဲเอဗဒါကိုမဂနီကျူးအော့ ေဗဒာနဲ့ပြင်ပါလို့ပြရမယ်စားပြန်အဲအဲ့လိုလဲရေးလို့ရသလိုဒါမှမဟုတ်ကျတော့ဒါ1 by မဂနီကျောဧဗဒာ into ဧဗဒာအဲ့လိုလဲရေးလို့ရခုကြားသလိုကိုရေးပါနော်ဒါဒါကိုကြားသလိုရေးခွင့်ရှိတယ်ဒါနံပါတ်8တော့ပြောတာနော်နံပါတ်8တော့ဆရာအရင်ပြောပါမယ်နော်ဒါဆိုဆရာတို့ဘာရှာဧကောက်လို့ချင်းဘာတိရမဧဗဒာတိရမယ်မဂနီကျောဧဗဒာတိရမယ်အဲ့တော့ဆရာတို့ဘာတိနေပြီသားဧဗဒာတိနေပြီသားဒါဆိုရင်ဆရာတို့ဘာကိုကြိုပြီးရှာလိုက်မယ် မဂနီဂျူအာအေဗတာကိုရှာလိုက်မယ်မဂနီဂျူအာအေဗတာဆိုတာဘယ်လိုရှာပြရမလဲရူတင်နှစ်ထပ်တင်ပေါင်းနော်အဲ့ဒါမှရှာလိုက်ပြီရူတင်လိုက်ပြီဘာလို့မလဲနှစ်ထပ်တင်တော့2 square plus negative 2 square plus 1 square ရှင်းလိုက်ရင်ဘာရလဲ3ရဒါဆိုဆရာလို့ကျင်တဲ့ a ကောက်ရှာဖို့အတွက် a ဗတာလည်းသိပြီမဂနီဂျူအာအေဗတာလည်းသိပြီဆိုအစားသွင်းလို့ရပြီပေါ့အဲမေးခွန်းပြန်ကောက်လိုက်တယ် the junior avatar ဆိုတာဘာကိုရှားမယ် a ကကိုရှားအဲ a ကလို့ကျင်ပုံစံရပါလဲ avatar ကို magnitude avatar နဲ့ပြန်ပြီးတော့စားပြရမယ်အဲ့တော့ရှားစီမှာကြည်ပါအခုရှားတော့ဘာရတာလဲ magnitude avatar ဘလားရတာလဲ3ရတယ်တပတ် divatar ကို3နဲ့စားတော့ဆိုရေးရတဲ့အစ်စင်မပြေဘူးအဲ့တော့ဘယ်လိုလုပ်လိုက်ဒီပုံစံကြီးတောင်းလာတာပေါ့ကွာတပေါ်ကလား magnitude avatar နဲ့မှာရှားတော့ဘလားခဲလိုက်3ထဲကတော့ဘလားပြရမယ်1 3 အေဗဒါဥပလောက်တည်တာလဲ2 negative 2 1တဲ့ဝါမိုက်3ရ constant scalar မလို့သူ့ဘဏ္ဍာမြောက်3ငါမြောက်ပေါ့နော်ဝါမိုက်3သူ့နဲ့မြောက်2ပိုင်3ဝါမိုက်3ကို negative 2နဲ့မြောက် negative 2ပိုင်3ဝါမိုက်3 1နဲ့မြောက်တော့ပါရမယ်ဝါမိုက်3ဆိုပြီးဆရာလို့ခြင်းနဲ့နံပါတ် A တော့ရင်ရရမှာဇာတ်တော့ပေါ့ပါမှာအဲ့တော့ဒါကိုဒီစာသားကိုနားလည်နေရမှာနော်အခုဘာအောင်မေးလို့ ေဝဒာနဲ့ဒရရှင်တူတဲ့ယူနိဗတာကိုမင်းရရောဘာလို့ရှားရမလဲဧကတ်ကိုရှားရမယ်ဧကတ်လို့ချင်းဘလို့ရှားရမလဲဧဝဒာကိုမဂနီကျူအောဧဝဒာနဲ့စားပေးရမယ်ဒါမှမဟုတ်ဒီလိုရေးလဲရတယ်ဝမ်မိုက်မဂနီကျူအောဧဝဒာ into ဧဝဒာကိုကြားသလိုရေးတူတူပဲဟိုဘာလို့ဒီစားစားသွင်းတော့ဒီလိုစားသွင်းတာပို့ပြီးတော့အဆင်ပြေတယ်လေဧဝဒာဝမ်မဟုတ်ပါဘူး ဧဘဒာ1ပေါ့လေဧဘဒာဒီမှာပေးတာလေအဲ့တော့စိန်တရရှင်မဟုတ်ဘူးဆရာတော့ opposite direction ဆိုဘယ်လိုပြောရမလဲသူမေးတာက universal in the opposite direction ဧဘဒာကိုဆရာတော့ပါအောင်ရှာရမယ် negative ဧဘဒာကိုရှာပြရမယ်ဒါကဘာ direction မှာ opposite direction မှာเนาะအခုကစိန်တရရှင်ဆိုဘာအောင်ရှာပြင်ရပြီ a cut ကိုရှာပြင်ရပြီเนาะ အဲ့တော့ဒါသဘောပေါ့နော်ဒါဆရာမြင်အောင်ပြောပြတာ။အကယ်၍ opposite ဆိုရင် minus ထက်တော့မယ်ဆိုတော့သိအောင်ပြောတာ။ဟုတ်ပြီ။နံပါတ်ပြီးဆရာဆက်ပြောမယ်။နံပါတ်ပြီးလဲဆရာတို့ဘာလို့ဆာခိုင်းလဲ။ဗဒါတခုပဲဆာခိုင်းတာ။သူရဲ့ magnitude ပမာဏကဘယ်လောက်ရှိတယ်ပြောတာလဲ။5 universal မဟုတ်ဘူးနော်။အဲ့ဒါကိုသူက universal ဆိုတာ magnitude ဘယ်လောက်ပဲရှိတာ။1ပဲရှိတာ။အခုကကျတော့ magnitude ဘယ်လောက်ရှိရအောင်ပြောတာလဲ။ ဖိုက်စီယမ် ပြီးရင် तू ဟာအေဗတာနဲ့ဘာဖြစ်မှာလဲပြိုင်တယ်လို့ပြောမှာအဲ့တော့ထားပါတော့ဆရာတို့လူချင်းနဲ့ဗတာကိုဆရာမသိခင်တခုခုကြိုက်တော့ကိုတီခွင်းရှိတယ်ကွာမထားပါတော့ဆရာဒီမှာ B မရှိတော့ B ဗတာလို့တီလိုက်မယ်ဆိုတော့ဆိုနော်အဲ B ဗတာ E ကိုဆရာလူချင်းနဲ့ B ဗတာပေါ့အဲ့တော့ဟုတ်ပြီဘယ်သူနဲ့ပြိုင်မလဲ A ဗတာနဲ့ပြိုင်တယ်ပြီးရင်မဂနီကျူဟာ5ရှိရမှာအဲ့တော့မဂနီကျူ5မရှိဘူးအကဲမဂနီကျူ unit ဗတာပဲဆိုပါဆိုနော် ယူနေပါတာပဲဆိုရင်ပြန်လို့ရှိရင်အခြေအနေဘယ်လိုမျိုးရှိနိုင်လဲပြန်နေဆိုတာကစိမ့်တဲ့ရှင်လည်းဖြစ်နိုင်တယ် opposite တဲ့ရှင်လည်းဖြစ်နိုင်တယ်ဒါကြောင့်မို့ဆရာတို့ဘာရှာမှာဆိုရင် a ဘတာနဲ့ပြန်တဲ့ universe တာဆိုရင်ဆရာတို့ဘာရှာရမလဲ plus or minus a ကောက်ကိုရှာဘာရှာရမလဲ plus or minus a ကောက်ဒီမှာက universe တာစိမ့်တဲ့ရှင်ဆိုတော့စိမ့်တဲ့ရှင်မို့လို့ဘာပဲရှာလဲ a ကောက်ပဲရှာ opposite တဲ့ရှင်ဆိုဘာတက်လဲအနောက်တက် အခုကပါတယ်ပတ်ရလဲပြန်နေဆိုတာစိမ့်လဲဟုတ်တယ် opposite လဲဟုတ်တော့မလို့အရှိရပါတဲ့ plus or minus တက်လာတယ်ဒါပေမဲ့အခုဆရာရှာတာဘာဘလောက် magnitude ဘလောက်ကြောက်ပဲလဲ equal ဆိုတာဘယ်နှ unit ပဲလဲတ unit ကြောက်ပဲအခုဆရာဘယ်နှ unit ကြောက်ရှာမလို့ပြောတာလဲ5နော် magnitude 5ယူတော့မလို့အရှိရနေပါနဲ့မြောက်ပြန်အဲ5နဲ့မြောက်ပြန်ဆိုလိုချင်တာဆရာတို့ဘာရှာရမလဲ plus or minus 5 equal ရှာအဲ့ဒါကလဲလို့မရအောင်နော် a ကပ်ဆိုရင်ဘာကိုရှာတာလဲ เอกัสဆိုတဲ့တဲ့ပြပါတယ်ဘသူနဲ့ဘာဖြစ်တဲ့ယူနီဘက်တာเอวတာနဲ့သိန်းတရရှင်ဖြစ်တဲ့ယူနီဘက်တာကိုရှာတာနော် again minus lm အဲ့ဒါဘာပြောရမလဲเอวတာနဲ့ opposite တရရှင်ဖြစ်တဲ့ယူနီဘက်တာကိုရှာတာယူနီဘက်တာဆိုတာဘာလို့သဘောတောက်သဘောပေါက်ရမလဲမဂနီကျူဘယ်လောက်ရှိတာပြောတာလဲ1 unit ရှိတာပြောတာအဲအကဲရှာတော့အခုပြောသလိုဆိုမဂနီကျူဘယ်လောက်ယူနေ အကဲဆရာ5ထည့်လိုက်နော်ဒါဆိုရင် तू က5 8ကဲဆိုတော့တဲ့ပြားပါတယ်အေဗတာနဲ့ဘာတရရှင်ဖြစ်လဲသိန်းတရရှင်ဖြစ်လဲဒါပေမဲ့မဂနီကျူကဘလားယူနေ5ယူနေပြောပြီဒါကြတော့ဘယ်လိုပြောလဲသူရဲ့သူရဲ့ definition ကိုဖွဲ့ရလို့ရှိရင်ဘာဖြစ်မလဲကျောက်သား definition ဘယ်လိုဖတ်မလဲ avatar of magnitude ဘလောက် magnitude 5 in the same direction of အဲအဲ sorry in the saying တဲ့ရှင် s evada ပေါ့တော့5 8ကအတိပဲပြောပြတာအကဲ minus လိုက်ဒါလည်း vector တခုပဲဒါ the vector of magnitude ဘယ်လောက်ရှိလဲ5ပြီးရင် in the opposite direction s evada အကဲဆရာ plus ထည့်လိုက်တော့ဘာပြောရလဲအဲ plus or minus ပြောတော့ဒါ saying တဲ့ရှင်လည်းမဟုတ်ဘူး opposite direction လည်းမဟုတ်တစ်ခုလုံးပြေးလဲစီတာမဟုတ်လို့ဒါကိုဘာလို့ယူရလဲ parallel ဆိုပြီးရှားတော့တယ်ဒါဆိုရင် तू က blue vector လဲပြော avatar of magnitude 5 that is parallel to avatar လို့သဘောပေါက်အောင်အဲ့တော့ဆိုလိုချင်တာကျောက်ဒီမေးခွန်းမကိုကိုကကြက်သလိုမေးလို့ရတယ်ဟောပြောချင်တာ magnitude မှာလည်းပြောင်းခြင်းလည်းပြောင်းလို့ရတယ်အဲအဲ့လိုမဟုတ်ဘူးဒီ universe ကစိမ့်တဲ့ရှင်မှာလည်း opposite လို့ပြောင်းခြင်းလည်းပြောင်းလို့ရတယ်ဒါကိုကသဘောပေါက်အောင်သူဘယ်လိုပဲလက်လက်ကိုတွက်တက်အောင်ပါပဲနော်เออဟုတ်ပြီဆရာတော်အစဉ်နံပါတ်ပြီးတော့ပြောလို့ရှိရင်ဆရာခဏလိုပဲเนาะလိုချင်တဲ့ဘက်တာကိုခေါ်ရလွယ်အောင်ဆိုပြီးတော့ဘီဘက်တာလို့တည်လိုက်เนาะဘီဘက်တာအခုဘာနဲ့ပြိုင်နေပြောတာလဲ ဧဘာဒာနဲ့ပြန်တယ်လို့ပြောတယ်သူရဲ့မဂနီကျူကဘယ်လောက်ရှိမယ်ပြောတာလဲ5เนาะဒါကြောင့်မဂနီကျူကပြဘတာ5ဒါသူ့ပေးချက်အရင်လိုက်တယ်အဲဒါကိုရှာတော့ပါရှာရမယ်ဒါကြောင့်မပြဘတာလို့ချင်းပါအောင်ရှာရမယ် plus or minus 5 a ကဒီမှာဆက်တခါတော့ခွဲထားလိုက်လीဘာနဲ့ဘာနဲ့ရှာလိုက် plus 5 a ကနဲ့ minus 5 a ကအဲ့တော့ a ကဘာလို့တော့ပါလဲနံပါတ် a မှာဘာလို့တော့ပါလဲတော်တော့ပါနံပါတ် a ဟာပြန်ကူးလိုက်5ဆိုတော့5နဲ့ဘယ်နှခါမြောက် 3-5မြောက်ဒီဘက်ခြံတွက်ဆိုရင် negative 5နဲ့ပဏ္ဏကမြောက်3-5မြောက်ဇာလို့ရင်တဲ့ဒီ a ဘတာနဲ့ပြိုင်တဲ့ magnitude 5နဲ့ရှိတဲ့ဘတာနှစ်ခုရအောင်ရပါမနော်အဲ့တော့ okay အဲ့တော့ဒီနံပါတ် a ရနဲ့ဇာပြန်တွက်ပြပါအခုဆရာတို့ဆက်ပြီးပြောမှာက collinear point collinear point ဆိုတာတနည်းပြောရမယ်လေမြင်းပြောက်တကြောင်နဲ့ပေါ်မှာကြာရောက်တဲ့အမှတ်တွေပေါ့နော် အဲ့တော့အကေဒီမှာတော့ပြောရတာက3မှတ်တောင်းမွေ3မှတ်တပ်ပုံများတဲ့အမှတ်တွေဒါတွေဘာဖြစ်တယ်လို့ပြောလို့ရလဲကော်လီနီယာဖြစ်တယ်လို့ပြောလို့ရတယ်ကဲဘယ်လိုဖြစ်လို့ရှိရင်ဒီ3မှတ်စလုံးကတူညီသော မြင်းပြားပေါ်မှာရှိခဲ့လို့ရှိရင်အဲ့ဒီအမှတ်တွေကိုဘာဖြစ်တယ်လို့ပြောလို့ရလဲကော်လီနီယာဖြစ်တယ်လို့ပြောလို့ရတယ်ဥပမာရှားဒီမှာကြည့်အောင်ကော်လီနီယာပတ်သက်ပြီးတော့ရှား chapter 3မှာတော့တပုတ်တွက်ခဲ့ရရှိတယ် ဘလို့တွက်ခဲ့ရလဲဆိုရင်ရှားဘာဖြစ်လဲကော်လီနီယာဖြစ်အောင်ပြားကျင်တော့ရှားဘလို့လောလာတယ်ဒေးဇန်ဖော်မြူလာကိုသုံးပြီးတော့ဒါဒီသုံးမှတ်ကိုလေကော်လီနီယာဖြစ်အောင်ပြားကျင်ဘာရှားလိုက်လဲ AB ရှားတယ် BC ရှားတယ်ပြီးရင်အဲ့ဒီအနာသေးနှစ်ခုပေါင်းကြရဘာဖြစ်ခဲ့မလဲ AC နဲ့ညီခဲ့လို့ရှိရင်ဒီအမှတ်သုံးမှတ်ဘာဖြစ်တယ်လို့တွက်ခဲ့ရလဲကော်လီနီယာဖြစ်တယ်လို့တွက်ခဲ့ရဒါချက်ပတာ3ရောင်းဒေးဇန်ဖော်မြူလာကိုသုံးပြီးတွက်ခဲ့တာပါနော်အကူအဆရာချက်ပတာဖော်မှာဖတာကွန်ဆိုင်နဲ့ပတ်သက်ပြီးပြောမယ် ။ तू လဲဘာနဲ့ဆင့်သူလဲ။ဘာအစားနဲ့ညိတာပဲ။ကိန်းနေအစားနဲ့ညိတာပဲ။ကိန်းနေအစားနဲ့ညိတာဘယ်မှာလဲဆရာတော်ညိလဲ။ဘာသာနှခုဘာဖြစ်ရင်လဲကိန်းနေအစားနဲ့ညိတာ။ဘာသာနှခုပြရင်လဲကိန်းနေအစားနဲ့ညိတယ်။ဒီမှာကျတော့ဘာသာနှခုဒီမှာလဲဘာအစားနဲ့ညိတာပဲ။ကိန်းနေအစားနဲ့ညိတယ်။ဒီမှာကျတော့ပြန်နေလို့မတော့ဘူး။ဘာဖြစ်တယ်လို့သုံးလဲ။ကော်လီနီယာဖြစ်တယ်လို့သုံးတယ်။ဘာကွာလဲ။ အဲအဲ့ဒါပဲအဓိကအချက်အဲ့ဒါပဲသူတို့မှဘာ point ပါလဲ common point ဆိုတော့ဘုံအမှတ်ပါနှစ်ခုစလုံးမှာဘုံအမှတ်ပါရင်ဒီဒီမှာရှိတဲ့အမှတ်သုံးဘက်ကပြန်နေလို့ပြောလို့မရအောင်သူတို့ကဘာဖြစ်လဲမြင်းတစ်ဖြောက်တယ်ကြားတယ်ဆိုပြီးဖြစ်သွားလဲဆိုလိုချင်တာဥပမာဆရာတော်ရေးလိုက်တဲ့ဘက်သားက AB ဘက်သား equal to K CD ဘက်သားနော်ဒါဆိုရင်ဒီမြင်းဒီဘက်သားနှစ်ခုကဘာဖြစ်တာကြီးလဲအဲဒါကဘာဖြစ်တာလဲပြိုင်တာကြီးနော်ဒီဘက်သားတွေပါတဲ့မြင်းညာနှစ်ခုပြိုင်တာကြီးအကဲမဟုတ် ဆရာတို့ရေးလိုက်မှာက AB ဘက်တာ equal to KAC ဘက်တာလို့ရေးလိုက်။ဒါကြတော့ပြန်တယ်လို့ပြောလို့ရလား။မရတော့ဘာဖြစ်မှ ਈ လဲ။ဘုံမှတ် common point ပါတော့မလို့ဒီအမှတ်၃မှတ်ဖြစ်တဲ့ ABC တို့ကဘာဖြစ်တယ်လို့သိရမယ်။ collinear ဖြစ်တယ်လို့သိရမယ်နော်။အဲ့လို့ဆရာတို့ကွာနော်။ဘုံမှတ်ပါခဲ့ရင်ကိန်းနေစားနဲ့ညီတာပဲ။ဘုံမှတ်ပါရင် collinear ဖြစ်တယ်။ဘုံမှတ်မပါရင်တော့သူတို့ရဲ့ဒီမြင်ပိုင်းနေရာဘာဖြစ်ကြလဲ။ပြန်ကြတယ်ဆိုပြီးဆရာတို့သိရမယ်နော်။အဲ့လို့ကွာတာပါနော်။ ဒါပုံနှင်းမှာရှိရောပုံနှင်းမှာရှိရဘူးဆရာမရေးကိုင်းတော့ဘူးเนาะပုံနှင်းမှာပဲကိုမြင်းပြန်ပြီးတော့လိုက်တာလိုက်အဲဒါကောလီနီယာပွိုက်လဲပါရလန်နဲ့ပြောမစရင်ဒါပုံစံ equation ရောဆင်တူတယ်ဘာကွာလဲဆိုတော့ common point ပုံမှန်ပါတာနဲ့မပါတာပဲကွာမယ်ရမလား